အားလုံးပဲမင်္ဂလာပါရှင်။ Listen Up 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးဇဝနာရဲ့ဝိထုတိုဘောင်းကျုံနှစ်1940 August လတူရိယမဂ္ဂဇင်းမှာစာရေးဆရာကြီးဇဝနာရေးသားခဲ့တဲ့ဇက်လိုက်လုံမယ်လို့အမည်ရတဲ့ဝိထုတိုလေးပဲဖြစ်ပါရရှင်။ ရွှီးလို့ရှေလျားသောဂတ်ဘူရဲ့ခရာသံထွက်ပေါ်လာပြီးနောက်အင်းစိန်လိုကဲမိယထာဟာ တကြုတ်ကြုတ်အတန်ပေးကရန်ကုန်ဘက်သို့ထွက်ခွာစပြုတ်လေတယ်။မိယထာတံမှန်တလင်းစင်းကြံပေါ်တွင် အသက်30နီးပါးခန့်ရှိသောယောက်ျားပြူတစ်ယောက်ဟာမိယထာတွဲများတွင်မိမိရဲ့အတိကို ရှာတဲ့ကဲ့သို့ရက်၍ကြည်နေရာကမိမိရှာနေသူကိုမတွေ့ရသဖြင့် စိတ်ပြတ်တဲ့အမှုအရာဖြစ်မျက်နာကို လွှဲပြီးရင်ဘုရားယုံ အတွင်းဘက်သို့လှည့်၍ဟိုဟိုဒီဒီကြိရှုလေတယ်ထိုအခိုက်တွင် အသက်24နှစ်ထက်ငယ်လေးမှမဟုတ်လို့ခံမှန်းရသောမိမပြူကလေးတယောက်ဟာမိရထားမမိမှဆိုးလို့လက်မှတ်ကိုပင်မဝယ်ယူဘဲတကားဝါးမှစောင့်၍လက်မှတ်စစ်ဆေးနေသူကိုဇို့အတင်းတိုးဝင်ပြေးလာသည်ကို တွေ့မြင်ရလေတယ်မိရထားဟာ အရှိန်ယူဆပြုတ်လေတယ်တို့ရတွင် မိမပြိုကလေးဟာကြောက်ရွံ့စိုးရိမ်ခြင်းအလင်းမရှိတဲ့အနေဖြင့်ယထားတွဲကိုလှမ်း၍ဆွဲလိုက်လေတယ်ထို့သူဆွဲတက်လိုက်စင်မှာပင်တန်မာအားကောင်းသော လက်တစ်ခုဟာထိုမိမပြိုကလေးအားယထားဘေးတွင် တွယ်ကပ်ပါလာရာမှဆွဲ၍ချလိုက်သည်ကို တွေ့ရလေတယ်မိမပြိုကလေးဟာဒေါသလဲထွက်ရှက်လဲရှက်ကမိမိအားဆွဲချသူအားကြည့်လိုက်ရာ မိမိတကားမှမသိတဲ့ယောက်ျားပြူတစ်ယောက်ဖြစ်နေတာကိုတွေ့ရသဖြင့်တိုး၍ဒေါသထွက်မိက ရှင်ဘယ်နဲ့လောက်တာလဲရှင်မတော်တဆလိမ့်ကြသွားရင်ဘယ်နဲ့လောက်ပါမလဲလို့ခတ်မာမာမေးလေတယ်လိမ့်ကြပြီးတေသွားမှဆိုးလို့ဆွဲလိုက်ရတာလို့ယောက်ျားပြူကပြန်၍ပြောပြီးနောက်ပမာမခန့်သောပြုံးချင်းဖြင့်ကိုကိုကိုတက်ပြီးတေးချင်နေတာဘလောက်ကြာပြီလဲလို့မေးလိုက်လေတယ်ရှင်ဘလို့လူစားလဲရှင်ကျမလိမ့်ကြရုံမကလို့ဘာပဲဖြစ်ဖြစ်ရှင်အပူဘာရှိတယ်လဲ ရှင်ဆွဲမထားလိုက်ရင် ကျမအခုမိရထားထဲမှာပါသွားပြီမိရထားထဲမှာပါမယ်မပါဘူးတော့မပြောတတ်ဘူးမိရထားဘိန်းအောင်မှာပါသွားမှာကတော့အများကြီးသေးကြတာပဲထိုအတော်အတွင်းဝယ်ထိုမိမ့်မပြိုကလေးနဲ့မိရထားပေါ်တွင် မကြာခဏတွေ့ရှိတိကျွမ်းမုံရတဲ့လက်မှတ်စစ်တဦးဟာအနာသူကတ်လာပြီးရင်မခင်ကြီးစိတ်မဆိုးပါနဲ့ဒီမိတ်ဆွေပြောတာအမှန်ပဲမတော်တဆအဖြစ်မျိုးဆိုတာ မဖြစ်ဘူးလို့ဘသူမှမဆိုနိုင်ဘူးလို့ပြောပြလေတယ်။ထို့အခါယောက်ျားပြူဟာမက်ခင်ကြီးအားအံ့အားသင့်သောအမူအရာဖြင့်စက္ကန့်အနည်းငယ်မြစိုက်၍ကြည်နေပြီးနောက်"ဩမက်ခင်ကြီးလားကျွန်တော်မောင်ချစ်ထွန်းပါပဲ။အเจ้าကိုပြောရရင်တော့"လို့စကားပြော၍မှအဆုံးမတက်ရသေးမီ။မက်ခင်ကြီးက"အိုးရှင့်အเจ้าကိုကျမသိစရာမလိုပါဘူး။ရှင့်နာမည်မောင်ချစ်ထွန်းမကလို့မဟာဗန္ဓုလာပဲဖြစ်ဖြစ်ကျမဂယုမစိုက်ပါဘူး။" ကျမကိစ္စကိုရှင်ဘာဝင်ပြီးနှောက်ရက်เสียရှိတယ်လေအခုကျမမှာစက်တနာကြီးကို တွေ့ဖို့ချိန်ထားတဲ့အလုပ်တစ်ခုအတွက်နောက်ကျနေပြီလို့ဆိုလေတယ်နေပါအောင်နားထောင်ပါအောင်ဒီကပြောပြပါမယ်တို့ရတွင်မခင်ကြီးဟာချစ်ထွန်းပြောပြမယ်စကားကို နားထောင်၍မနေလိုတော့ချေဤမြမုံတီးပွဲကောင်းတဲ့လူတယောက်ရှိတွင်ကြာကြာနေရရင်ချုံချ၍လဲငိုမိချေမယ်သို့မဟုတ်ကြားကုတ်ကြောင်ကုတ် ထိုသူရဲ့မျက်နာကိုအတင်းကုတ်ဖဲ့မိချေတော့မယ်ထိုနေရာကပြေးမှတော်ရော့မယ်လို့နှလုံးပြုကဘူဓာယုံအပြင်သို့အမြန်ထွက်ခဲ့လေတယ်ချစ်ထွန်းဟာမခင်ကြီးအားငေး၍ကြည်ကကြံရစ်ခဲ့ပြီးမှရုတ်တရက်တတိယကပြေး၍လိုက်လေတယ်ဒီမှာမခင်ကြီးမခင်ကြီးခဏခင်ကြီးဟာချစ်ထွန်းရဲ့အတန်ကိုမကြားရတော့ကြီးထိုအချိန်တွင်ခင်ကြီးဟာဘူဓာယုံထဲမှ လုံးလုံးကွယ်ပြောက်၍သွားပြီဖြစ်လေတယ် ထိုသို့ခင်ကြီးဟာဘုရားယုံအပြင်ဘက်သို့ရောက်ရှိလာသည်တွင်တစုံတစ်ခုသောအကြံကိုရလေတယ်။အချို့သောသူတို့ဟာ ကားပိုင်ရှိတော်လဲရန်ကုန်သို့ခောက်တုတ်ခောက်ပြန်သွားရန်ကိစ္စရှိတဲ့အခါကားကိုဘုရားယုံအပြင်တွင်စိုက်ကတ်ထားခဲ့ကြကာစီစဉ်တိကတ်ကိုအသုံးပြုကာမိယထားဖြင့်လိုက်ပါလေရှိကြသည်ကိုခင်ကြီးစဉ်းစားမိလေ။ခင်ကြီးရဲ့အကိုနှစ်ဝန်းခွဲတော်သူကိုအောင်မြင့်ဆိုသူဟာအမြဲပင်သူ့ရဲ့ကားကို ဘူဒာယုံရှိမှထားပစ်ခဲ့လေရှိသူတယောက်ဖြစ်ပေတယ်။ခင်ကြီးဟာကိုအောင်မြင့်ရဲ့မော်တော်ကားကို မကြာခဏယူ၍မောင်းဘူးလေတယ်။တို့ဖြစ်ရကမိရထားမမိလိုက်တဲ့အတွက် ကိုအောင်မြင့်ကားကိုယူ၍မောင်းသွားရင်မိမိအားအလုတ်ပေးမယ်လို့ချိန်းဆိုထားသောတထေးနဲ့ချိန်းထားတဲ့အချိန်ကို အမိရောက်နိုင်တော့မယ်။ကိစ္စပြီးတာနဲ့တပြိုင်နက်ပြန်လာပြီး ကားကိုနေရာတကျပြန်၍ထားရင် ကိုအောင်မြင့်တိမာမဟုတ်။တိရင်လဲ အကျိုးသင်အကြောင်းသင်ပြောပြကကျေနပ်မည်အမှန်ပင်ဖြစ်တာကိုတွေးတော်စဉ်းစားမိကပြေးလွှားနေဟန်အင်္ဂလိပ်မှ ရုပ်ကလေးတတ်ထားသော အပြာရောင် ကားကလေးကိုကြည်ရာအစင်သင်ပင်တွေ့ရလေတဲ့ခင်ကြီးဟာစိုင်းငံ့စဉ်းစားနေခြင်းမပြုတော့ဘဲကားပေါ်သို့လှင်မြန်စွာ တက်ရောက်ကာဆက်နှိုးပြီးမောင်းနှင်ထွက်ခွာလာခဲ့လေတဲ့ထို့သို့ထွက်ခွာလာခဲ့ရာတွင်ဘူရာယုံစီမှအော်တန်တစ်ခုကိုကြားရလေတဲ့ တို့ရတွင်ခင်ကြီးမှာအရေးကြီးသော ကိစ္စရှိနေသဖြင့်ထိုအော်တန်ကိုဂယုမဆိုင်နိုင်ချေသူတို့ဟာသူတို့အော်ဂျင်နာအော်ဖြစ်ချင်တာဖြစ်ငါအပူမရှိလို့နှလုံးပြူကလှဲ့၍ပင်မကြည့်ဘဲဆက်လက်မောင်းနှင်ခဲ့လေတယ်ခင်ကြီးဟာညင်ညောင်းညင်သာသော ထိုကားကိုစီးလာခဲ့ရသဖြင့်စောစောကဖြစ်ပျက်သည်တို့ကိုတတိမေးပြောက်ကမိမိရဲ့ကိုပိုင်ကားနဲ့အလုတ်ဆင်း၍လာခဲ့ရတဲ့ကဲ့သို့ထင်မြင်နေမိလေတော့တယ်ခင်ကြီးမှာ နဂိုရဲရင်ဖျက်လက်တဲ့မိန်းကလေးဖြစ်တဲ့အပြင် အင်္ဂလိပ်စာကိုလည်းတက်ကြွန်းသောခင့်မီသူတစ်ယောက်ဖြစ်ပေတယ်။တို့ဖြစ်သောကြောင့်ရခင်အင်္ဂလိပ်တိုက်ကြီးတစ်ခု၌ဆရေးမအလုတ်ကိုလောက်ကင်နေရာကမကျမ်းမာသဖြင့်အလုတ်မှခွင့်ယူကာထွက်နေလိုက်ရပြီးရင်ယခုကောင်းစွာကျမ်းမာလာသောအခါရခင်အလုတ်မျိုးကိုရှာဖွေမရနိုင်ပဲရှိရာတွင်ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုကမင်းသမီးတစ်တယောက်အလိုရှိကြောင်းကြော်ညာကို တွေ့လိုက်ရသဖြင့်ဘာပဲဖြစ်ဖြစ် ရရအလုတ်ကိုလုံမယ်လို့နှလုံးပြူကမိမိရဲ့ရုပ်ပုံနဲ့တကွပူတွဲ၍ရှောက်လွှာတင်လိုက်ရရင်ရုပ်ရှင်ကုမ္ပဏီတထေးကသဘောကျသွားကအလုတ်နဲ့ပတ်သက်၍တွေ့ဆုံစကားပြောလိုကြောင်းခေါ်လိုက်သဖြင့်အရေးတကြီးတွားရောက်ရခြင်းပင်ဖြစ်ပေတယ်။ခင်ကြီးဟာအလုတ်ကိစ္စနဲ့ပတ်သက်၍မိရထားချိန်နောက်ကျရခြင်းမှာ၎င်းရဲ့ပေါ်ရော့မှုကြောင့်မဟုတ်ပေ။မိမိလောက်ကရမယ့်အလုတ်မှာဖီလိန်ပြင်ဆင်တက်ခြင်းလဲအရေးကြီးစွာလိုလားအပ်သော အရေးအချင်းတစ်ခုဖြစ်တာကြောင့်အလောက်ပိုင်ရှင်စိတ်တွင်နှစ်ချိုက်ကျေနပ်သွားစေရန်ညီသည့်အချင်းတွင်သွားရင်မိယထားမိနိုင်တယ်ထိုအချင်းအတွင်ကောင်းစွာဆင်ပြင်လိုက်မယ်လို့နှလုံးပြုလျက်ကြနာတက်ရက်စွာ ဖီလိန်ဝစ်စင်နေလေရာပြီးသည့်အခါတွင်မှမိမိရဲ့နာယီမှာရက်ရွေနေသည်ကိုသိရတာကြောင့်အစီအစဉ်ပြက်၍သွားကဘူဒာယုံတို့ကမန်းကရန်ပြေးခဲ့ရလေတယ်ခင်ကြီးဟာကားပေါ်တွင်ကျေနပ်ရွှင်လန်းသောစိတ်ဖြင့် ရုပ်ရှင်ကုမ္ပဏီတစ်ထင်းနဲ့တွေ့ရင်မြည်တို့ပြောလိုက်မယ်ဆိုလိုက်မယ်လို့ကောင်းမောင်းလာရင်တွေးလုံးထုတ်လျက်စီစဉ်၍လာခဲ့ရာအတန်ကြာမောင်းနှင်လာမိရင်ပင်မိမိရဲ့နောက်စီမှပြင်းထန်စွာတီးမှုတ်လာသောမော်တော်ကားဘက်ထရီဟွန်းတံကိုကြားရသဖြင့်အတွေးပြက်၍သွားပြီးမိမိကားကိုကြော်တက်လိုကကြော်တက်ရန်လက်ပြလိုက်လေတဲ့တို့ရတွင် တော်တော်နဲ့ကြော်တက်သည်ကိုမတွေ့ရဟုံးကိုသာလျင်မနာမနေတီးနေတာကိုတွေ့ရတာကြောင့် မိမိမောင်းလာသော ကားရဲ့ရှိမှန်ကလေးတဲသူကြိလိုက်ရာလိုက်လာသောကားမှာအနှဲငယ်အလန်းကွာ၍နေတာကို တွေ့ရပြီးထိုကားထဲမှာဒရိုက်ဘာဟာမိမိမောင်းလာသော ကားကိုရက်ပေးရန်အမျိုးမျိုးလက်ဟန်ခြေဟန်ပြ၍နေတာကို တွေ့ရလေခင်ကြီးမှာထိုလိုက်လာသော ကားဟာမိမိအားကြော်တက်လိုရင်တက်ရန်လမ်းအကျယ်ကြီးရှိနေတယ်မိမိမှာအချိန်မီအရေးတကြီးတွေ့ရန် ရှိတာကြောင့်မိမိမောင်းလာတဲ့ကားကို အချိန်တက်၍မပေးနိုင်လို့စိတ်ပိုင်းဖြက်ကမောင်းမြေအတိုင်းမှန်မှန်မောင်း၍လာလေတယ်။နောက်မှလိုက်လာသောကားဟာတဖြည်းဖြည်းအချိန်တိုးမြင့်၍လာလေရာလမ်းအဖြောင်းသို့ရောက်သောအခါကားချင်းဘေးချင်းတိုက်ရှင်မိကြလေတယ်။နောက်တမိနစ်ခန့်ကြာသောအခါလိုက်လာသောကားဟာခင်ကြီးရဲ့ကားကိုလမ်းဘေးသို့ဖိ၍မောင်းရာခင်ကြီးမှကားကိုဆွဲ၍ရက်လိုက်ရလေတယ်။လိုက်လာသောကားလည်းရှေ့သို့ထိုး၍ရက်လိုက်လေ။မကြမီရှေ့တွင်ထိုး၍ ရက်လိုက်သောကားထဲမှာလူနှစ်ယောက်ဆင်း၍လာကြလေတယ်။ထိုသူနှစ်ယောက်တွင်တယောက်မှာခင်ကြီးနှင့်လုံးဝမတိဘူးပဲလျက်စကားအခြေတင်များခဲ့ရသူချစ်ထွန်းဆိုသူဖြစ်ပေတယ်။အခြားတယောက်မှာကလုံးလုံးမမြင်ဘူးသူတယောက်ဖြစ်လေတယ်။ခင်ကြီးဟာချစ်ထွန်းနဲ့မျက်နာချင်းစုံမိရာတွင်အံ့အားသင့်သွားကဟင်းဘယ်နဲ့လာပြန်ပြီလားလို့ဆိုလေတယ်။အလို မဟဝါ ဘယ်နဲ့လှုပ်ပြန်တာလဲလို့ချစ်ထွန်းကမေးလေတယ်။ကျမကဘာလှုပ်တာလဲ။ချစ်ထွန်းနဲ့ပါလာသူကခမားဘယ်နဲ့ကြောင့်သူများရဲ့ကားကိုခိုးပြေးရတာလဲလို့မေးလေတယ်။အလို့ရှင်ကျမဘသူကားကိုခိုးရမှာလဲ။ဒါကျမအကိုရဲ့ကားပါ။မခင်ကြီးဒီစကားကိုသူများကိုပြောရင်ယုံကြည်ယုံမယ်။ကျုပ်ကားရှင်တယောက်လုံးရှိနေရက်နဲ့ရှင်မဟုတ်တာမပြောပါနဲ့။ကားအယောင်ရောအယုတ်ရောနံပါတ်ရောကြည့်ပါအောင်။ကဲနံပါတ်ပဲကြည့်ပါအောင်ဘလောက်လဲလို့ နံပါတ် RE 1333မဟုတ်လို့ဘာလဲလို့လို့ဆိုပြီးမှခင်ကြီးဟာ ဟင်းကနေအတန်ထွက်ကစကားရက်ရွေသွားလေတယ်။ကားနံပါတ်မှာ1134ဖြစ်နေတာကို တွေ့ရလေတယ်။ခင်ကြီးမှာမျက်လုံးပြူး၍သွားလေတော့တယ်။မိမိနဲ့ကတော့ကဆက်ဖြစ်သူတဦးရှိတွင်ယခုလိုဖြစ်ရသည်မှာ ရှက်ကြောက်ဝမ်းနည်း၍မဆုံးရှိလေတယ်။ခင်ကြီးမှာဆက်၍စကားမပြောတတ်တော့ဘဲချစ်ထွန်းရဲ့ဗဇက်မှာ ိသည့်စကားများထွက်လာမိကိုသာလျှင်စိုးရိမ်စွာငေးဆိုင်နေမိလေတဲ့ချစ်ထွန်းဟာမိမိနဲ့ပါလာသူဘက်သို့လှည့်ပြီးရင်ခမ ्या ကိုကျွန်တော်ဒုက္ခပေးမိတာဝမ်းနေပါတယ်ဗျာကျွန်တော်ဒီကားကိုအမိဖမ်းရအောင်ဖမ်းခိုင်းတာကျွန်တော်ကားကိုခိုးသွားတယ်မှတ်လို့ပါအခုတော့မှားပြီးယူသွားတာအိုးကိစ္စမရှိပါဘူးပျော်စရာတော့ကောင်းသေးတယ်ကဲခမ ्या ကားကိုပြန်တွေ့မဟုတ်လားကျွန်တော်သွားတော့မယ်ထိုးသူဟာ ၎င်းရဲ့ကားပေါ်သို့ တက်ကာလက်ပြနှုတ်ဆက်၍ထွက်သွားရာချစ်ထွန်းနဲ့ခင်ကြီးနှစ်ယောက်ထဲသာလျင်ချစ်ထွန်းရဲ့ကားဘေးတွင်ရက်၍ကြံရစ်ခဲ့ကြလေတယ်။ချစ်ထွန်းဟာအားရစွာရည်လိုက်ပြီးရင်နောက်တစ်ခါကားယူစီးမယ်ကြံရင်နံပါတ်ကိုလည်းအရင်ကြည့်ပါအောင်လို့ဆိုလေတယ်။ခင်ကြီးဟာချစ်ထွန်းရဲ့ကားကိုမှားယွင်းစီးပြီးတဲ့အတွက် တောင်းမှန်ပဲကြံထားသောစကားများမှာချစ်ထွန်းရဲ့နောက်ပြောင်လိုက်သောစကားများကြောင့်ရှာပြားသို့ရောက်မှာ လေချောင်းထဲသို့ပြန်၍ဝင်သွားပြီးရင်ထို့သို့နောက်ပြောင်ခံရခြင်းကြောင့်ရှက်ကြောက်ဝမ်းနေခြင်းနဲ့ဒေါသဖြစ်မိလေကျမရှင့်ကားကိုမှားပြီးစီးမိတာတော့စီးမိတာပဲဒါပေမဲ့ရှင်တလောက်ကျမကို ပြောင်လောင်တယော်ဖို့မရှိပါဘူးအလိုလေးဗျာကျုပ်ကားလည်းခိုးစီသည်ကျုပ်ကိုလည်းရန်တွေ့သည်ရှင့်ကားကိုခိုးတာမဟုတ်ဘူးရှင့်ကားမှန်းသိရင်လက်ဖျားနဲ့မပြောနဲ့ဝလုံးပြားနဲ့တောင်မထိပ်ဘူးသိရဲ့လားသွားပါ ကျုပ်မသွားနိုင်သေးဘူးပြောစရာရှိသေးတယ်တို့ရရင်ခင်ကြီးဟာချစ်ထွန်းပြောမယ့်စကားကိုဂယုဆိုက်၍နားထောင်မနေကြည်အင်းစိန်ဘက်မှလာသောကားကလေးတစ်စင်းကို တွေ့မြင်ရသဖြင့်ရက်ပေးရန်လက်ပြလိုက်လေထိုကားကလေးမောင်းလာသူမှာခင်ကြီးတို့တအိမ်သားလုံးနဲ့အကျွမ်းတဝင်ချစ်ခင်သောမေဘယ်အောင်ကြီးဆိုသူကရင်အမျိုးသမီးဆရာမအပြိုကြီးတစ်ယောက်ဖြစ်လေတယ်မေဘယ်အောင်ကြီးဟာခင်ကြီးအားမြင်၍ ကားကိုရက်ပေးလိုက်လေမခင်ကြီးဘာဖြစ်နေသလဲဘာမှမဖြစ်ပါဘူးရန်ကုန်သွားရင်ကျမကိုလည်းပို့ပါအိုးဝင်မလေးပါဘူးတက်လေဒါပေမဲ့ကားကတော့တဲစိတ်မချရဘူးတမနဲ့လုံးဒုက္ခပေးနေတယ်လို့ဆို၍ခင်ကြီးကားပေါ်သို့ရောက်သောအခါမခင်ကြီးမိတ်ဆွေကောလို့ဆိုလေတယ်ကျမမိတ်ဆွေမဟုတ်ပါဘူးသူ့ဟာသူတခြားသွားမှာပါမေဘယ်အောင်ကြီးဟာအော်၍ဟုသာတခုံးမြဆိုလိုက်ပြီးနောက် ခင်ကြီးပိတ်တဲ့တကားကိုစိတ်မချသေးတဲ့ကဲ့သို့ပြန်၍ပိတ်ပြီးကားကိုမောင်းနှင်ခဲ့လေတယ်။ကားထွက်၍လာသောအခါခင်ကြီးကမိမိအလုတ်ကိစ္စအတွက်လာကြောင်းမိယထားမမိလိုက်ကြောင်းတို့ကိုပြောပြလေတယ်။ချစ်ထွန်းတဲ့စကားများရတဲ့အကြောင်းကိုကဖော်၍မပြောဘဲထားလေတယ်။မေဘယ်အောင်ကြီးဟာခင်ကြီးကိစ္စမှာ အရေးကြီးတာကို သိရှိရသဖြင့်ခင်ကြီးအားအရင်ပို့ပြီးမှမိမိကိစ္စရှိရာသို့သွားမယ်လို့ကတိပေးလိုက်လေတယ်။ ခင်ကြီးမယခုမှ စိတ်ချမ်းသာ၍သွားကဆက်မိဆက်ရစကားများကိုရှင်ရှင် ပြပြပြောဆိုလိုက်ပါ၍လာခဲ့လေတယ်။မေဘယ်အောင်ကြီးမှခင်ကြီးပြော၍လာသောစကားများကို အမှုမဲ့အမှတ်မဲ့သာပြန်၍ဖြေဆိုနိုင်လေတယ်။၎င်းရဲ့နားမှာမိမိရဲ့မော်တော်ကားဆက်တံကိုသာ အာယုံဆိုက်၍နေလေတယ်။ကားကလှုပ်လာပြီးဒီအတက်ကလေးကိုဆွဲမှဆွဲပါမလားမသိဘူးလို့မေဘယ်ကပြောလိုက်၍မကြံပြီးမှပင် တောင်အတက်တွင် မောပန်းချောင်းဆိုးပြီးသည့်အလားကားကလေးဟာဆက်ကဆက်ကကျဲလောင်စွာမြည်သောအတန်ဖြစ်ရက်၍သွားလေတယ်။အဲ့ဒါမှဒုက္ခပဲ။တဏီယာယာကြရင်ဒုက္ခပေးတော်မှာပဲလို့အထင်မိသားလို့မေဘယ်ကပြောပြီးနောက်ကဲမက်ခင်ကြီးစင်းအောင်ဆက်ကိုဖွင့်ပြီးကြည့်ကြအောင်မှာပဲလို့ဆိုလေတယ်။ထို့နောက်နှစ်ယောက်စလုံးကားပေါ်မှာဆင်းကြပြီးနောက်မေဘယ်ဟာကားဆက်ဖုံးကိုဖွင့်လိုက်ပြီးနှစ်ယောက်သားဆက်များကိုကြည့်ကြလေတယ်။နှစ်ယောက်စလုံးမှာ ကားကိုသားလင်းအာယုံဆိုက်၍နေကြလျာမိမိတို့အနီးအနားတွင်တစုံတရာလှုပ်လှုပ်ရှားရှားရှိခြင်းကိုတတိမမှုမိကြပဲဘာဖြစ်လို့လဲခမညာကျွန်တော်အကူအညီလိုသလားလို့မေးတံကိုကြားရမှလန့်ဖြန့်ပြီးလှဲ့ကြည့်မိကြလေတယ်မိမိတို့နောက်နားတွင်ညင်သာစွာ ကားတစ်စင်းလာရောက်၍စိုက်နေပြီးကားပေါ်၌ပြုံး၍ကြည့်နေသူမှာချစ်ထွန်းဖြစ်နေတာကိုတွေ့ကြရလေတယ်ခင်ကြီးရဲ့မျက်နာမှာနီမြန်း၍တွားလေတယ် ဒီသေးချင်းစိုးရောက်လာပြန်ပြီလားလို့စိတ်ထဲ၌ရေရွတ်မိလေတယ်။တို့ရရင်မေဘယ်ကမူနှစ်ပေါင်းများစွာကကွဲကွာနေသောမောင်ကြီးတစ်ယောက်ကိုတွေ့ရတဲ့ကဲ့သို့အားတက်သောအမှုအရာဖြင့်ပြုံးရွှင်တုတ်ဆက်လာတယ်။ကျေးဇူးတင်ပါတယ်။ကုညီနိုင်မယ်ဆိုရင်အလုံးမဲဝမ်းသာရမှာပဲ။ဒီကားဟာမောင်းလာရင်ရုတ်တရက်ရက်သွားတယ်။ဘာဖြစ်တယ်လဲမသိဘူး။ချစ်ထွန်းဟာဆက်ကိုကြည့်လေတယ်။ထို့နောက်ကားကိုဆက်နှိုးလေတယ်။ထို့နောက် ကားပေါ်မှဆင်းပြန်၍ဆက်ကိုကလိလေတယ်။ထို့နောက်ကားပေါ်သို့ပြန်တက်၍ဆက်နှိုးပြန်လေတယ်။ချစ်ထွန်းဟာကားမှာညီသည့်အရာချိုယွင်းနေသည်ကိုသိ၍ပြုံးလေတယ်။သို့တော့ထိုအကြောင်းကိုပြောပြရရင် ကောင်းမကောင်းခဏမျှစဉ်းစားနေပြီးနောက်ဂရင်းရှက်ကြိုးသွားတယ်။ရုတ်တရက်ပြင်လို့မရဘူးလို့ပြောလိုက်လေတယ်။အဲ့ဒါမှခတ်တာပဲ။ကျမကအရေးမကြီးဘူး။ဟော်ရီအဖော်က အချိန်မီအရေးတကြီးတွေ့ဖို့ကိစ္စတခုရှိနေတယ်။ဒီလိုဆိုရင်ကျွန်တော်ကားနဲ့လိုက်ပို့ပါမယ်။ဒီကားတော့ကားပြင်ဆိုင်တခုကိုအကြောင်းကြားလိုက်ပြီးသူတို့ပဲယူသွားပြီးပြင်ခိုင်းဖို့ပဲရှိတာပဲ။ကျွန်တော်လည်းရန်ကုန်သွားရမှာပဲ။ကျေးဇူးကြီးလာပါတယ်ရှင်။တိတ်အစင်တင်တာပဲ။လာမက်ခင်ကြီးဒီကားနဲ့ပဲလိုက်ကြစို့။ခင်ကြီးမှာငင်း၍မနေတာအချားကြံရလဲမရ။မိမိအမုန်းတီးဆုံးလူရဲ့ကားနဲ့ပင်လိုက်ရတော့မီဖြစ်နေသဖြင့် ဘာမှပြောဆိုခြင်းမပြုဘဲချစ်ထွန်းရဲ့ကားပေါ်သို့တက်ရောက်ထိုင်လိုက်လေခင်ကြီးမှာ နောက်တန်းမှထိုင်၍လိုက်ပြီးမေဘဲမှာချစ်ထွန်းနဲ့ရှင်၍စီးလာခဲ့လေရာ မေဘဲနဲ့ချစ်ထွန်းမှာအတိဖြစ်၍မှမကြမီ မေဘဲရဲ့မကြခဏရည်တံများကိုကြားရသောကြောင့်မိမိအကြောင်းတွေကိုချစ်ထွန်းပြောပြနေလေပြီလို့ခင်ကြီးရဲ့စိတ်ထဲ၌မတိုးမတန့်ဖြစ်မိလေခင်ကြီးမှာတလန်းလုံးစိတ်မချမ်းမသာဖြစ်ခဲ့ရပြန်ကား ရုပ်ရှင်ကုမ္ပဏီရှိသူကားဆက်ရောက်တဲ့အခါမှာစိတ်သက်သာရာရရှိတော့တဲ့အပြင်ချင်းဆူထားတဲ့အချိန်ထက်9မိနစ်ဥနေသည်ကိုသိရ၍ဝမ်းမြောက်သွားလေတယ်။ခင်ကြီးဟာမိမိရဲ့အပြုတ်အမူတို့ကိုချစ်ထွန်းအားတောင်းမှန်ပဲကြံလိုက်သေးတယ်။တို့ရတွင်မိမိအားချစ်ထွန်းကတယောသလိုပြုံး၍ကြည်နေသည်ကိုတွေ့ရသောကြောင့်တောင်းမှန်လိုသောစိတ်များပပျောက်သွားကာကျေးဇူးတင်ပါတယ်ရှင်ဟူသောစကားကိုပင် အနိုင်နိုင်ညှိ့၍ပြောခဲ့ပြီး ရုပ်ရှင်ကုမ္ပဏီတိုက်ထဲသို့ဝင်ရောက်သွားလေရုပ်ရှင်ကုမ္ပဏီတထေဥပညာဟာခင်ကြီးအားတွေ့ဆုံစကားပြောပြီးနောက်ခင်ကြီးရဲ့ဟန်အမူအရာမျက်နာအနေထားစကားပြောပုံဆိုပုံနဲ့ကိုလုံးတံတန်တို့ကိုများစွာသဘောကျ၍သွားလေတော့တယ်ဦးလေးတို့အလိုရှိနေတဲ့ရုပ်ရှင်မင်းသမီးဟာမက်ခင်ကြီးဖြစ်နိုင်လိမ့်မယ်လို့ဦးလေးအများကြီးပဲယုံကြည်တယ်ဒါပေမဲ့မက်ခင်ကြီးကိုအလောက်ခန့်ဖို့ဟာဦးလေးသဘောတခုတည်းနဲ့မပြီးသေးဘူး ဦးလေးရဲ့တူတယောက်ကောလိပ်ကထွက်ပြီးဦးလေးရဲ့လုပ်ငန်းထဲမှာဝင်ပြီးဒရိုက်တာလှုပ်နေတယ်။အခုမင်းသမီးလိုတာကသူ့ရိုက်မဲ့ဇကားအတွက်လိုနေတာဖြစ်တော့သူ့သဘောကို မေးမြန်းရအောင်ပဲလို့ဥပညာန်ကပြောပြလေတယ်။ဟုတ်ကဲ့သူနဲ့တွေ့ရအောင်ဘယ်နေ့ကို လာခဲ့ရအောင်မလဲ။ရက်ဆိုင်နေဖို့မလိုပါဘူး။ဒီနေ့ပဲတွေ့ရမှာပါပဲ။ခတ်စောစောကသူ့အပြင်ကိုထွက်သွားတယ်။အလုတ်ပြောင်းဝင်ပြီလားမသိဘူးလို့ဆိုကခေါင်းလောင်းတီး၍ခိုင်းစီတော့တငယ်ကလေးတစ်ယောက်ကိုခေါ်ပြီးရင် ဟေးအပါကြီးရောက်ပြီလားလို့မေးလိုက်လေတယ်။ဟုတ်ကဲ့အခုပဲရောက်ပါတယ်။ဥပညာဟာထိုင်ရာမှထကာကဲလားသူ့စီကိုသွားကြစို့လို့ခင်ကြီးအားခေါ်၍သွားလေတယ်။ခင်ကြီးမှာတထေးဖြစ်သူရဲ့ကျေနပ်သဘောကျခြင်းကို တွေ့ရ၍အလုတ်အတွက်တဝက်သေးကြနေပြီဖြစ်သဖြင့်ဝမ်းမြောက်မိတော်လဲမသေးကြသေးသောကြံတဝက်အတွက်ထိုဒရိုက်တာတစ်ဟာမြည်တို့သဘောထားလေမြည်နီးလို့ ရင်တထိတ်ထိတ်နှစ်ပင်ဥပညာရဲ့နောက်မှထက်ကြက်မကွာလိုက်ပါသွားလေ။ဥပညာဟာမှန်တကားတွင်ဒရိုက်တာရေးထားသော အခန်းကိုတွန်း၍ဝင်သွားပြီးဟေ့ပါကြီးဘယ်အချိန်ကပြန်ရောက်လာသလဲလို့မေးလိုက်လေ။အခန်းတွင်ရှိစပွဲကြီးတွင် ထိုင်၍တစုံတရာရေးချွတ်နေသော အသက်30အရွယ်ခန့်ရှိဒရိုက်တာဖြစ်သူဟာခေါင်းမော်၍ကြည်လေ။ခင်ကြီးဟာနှုတ်ဆက်ရန် ချိုသာသောမျက်နာကလေးနဲ့ရှေ့သို့တိုးလာခဲ့ရာဒရိုက်တာဖြစ်သူရဲ့မျက်နာကို တွေ့မြင်ရသောအခါရွှင်ပြသော အရိပ်အယောင်များလွင့်စင်ပြေးလေတော့တယ်အเจ้าကတော့မိမိနဲ့တွေ့ရမဲ့သူဟာမိမိအလွန်မုန်းတီးခဲ့သူချစ်ထွန်းမင်ဖြစ်နေလေတယ်ဟောရာတို့များကြောင်ညာအတွက်မင်းသမီးရှောက်ကြတဲ့အထဲကမခင်ကြီးဆိုတာပဲဦးလေးတော့သူ့ကိုရွေးဖို့စိတ်ကူးတယ်ချစ်ထွန်းဟာ ယခင်ကတွေ့ဘူးမြင်ဘူးမရှိတဲ့မျက်နာမျိုးဖြင့်ခင်ကြီးအားစိုက်ကြည့်လျက်ထိုင်မှထိုင်မှလို့ဆိုလေတယ်ခင်ကြီးဟာကလထိုင်တွင် ထိုင်မိသောအခါစိတ်ညှိုးငယ်စွာပြုတ်၍လာကယခင်ဒေါသစိတ်များဖြေပြောက်၍သွားလေတယ်ခင်ကြီးမှာအလုံမရှိဘဲ၄၅လမြနေခဲ့ရလျာယခုအလုံရမှဖြစ်မဲမရရင်မိမိရဲ့မိခင်နဲ့တကွမောင်ကလေးတစ်ယောက်ပါဒုက္ခရောက်ရတော့မယ် ဤကဲ့သို့အခွင့်အရေးကောင်းတဲ့ကြုံကြိုက်ကမိမိမှာအလုရှင်နဲ့ရန်ဖြစ်ခဲ့ရတော်သည်ဟုတွေးမိကမိမိရဲ့ဒေါသထွက်လွဲခြင်းစိတ်ထက်ခြင်းတို့ကို လောင်နာရမိလေတယ်မိမိပြောခဲ့ဆိုခဲ့ ပြုမှုခဲ့သမျှတို့ကို ပြန်၍ကြည့်မယ်ဆိုရင်ဤအလုကိုရနိုင်ဖို့ရန်မှာအတော်ခဲရင်လေတော့တယ်မိမိရဲ့အတက်ကိုကယ်လိုက်တဲ့အတွက်စူပူခဲ့ယုံမက သူ့ရဲ့ကားကိုလည်းခိုးယူပြေးသေးတဲ့အပြင် အနှဲငယ်မြပင်မတောင်းပန်ခဲ့သည်မှာမိမိအပေါ်တွင်ဥပညာကျေနပ်သလောက်ချစ်ထွန်းကျေနပ်မှာမဟုတ်တာကိုစဉ်းစားမိလေတော့တယ်ချစ်ထွန်းဟာခင်ကြီးအားရှေ့နောက်ဝဲရဘေးဆောင် အမျိုးမျိုးသောနေရာတို့မှနေ၍ခင်ကြီးအားစိတ်စိတ်ဆက်ဆက်ကြည်လေတယ်ခင်ကြီးမှာချစ်ထွန်းနဲ့တစုံတရာဘာမှမဖြစ်ခဲ့ရင် ထို့တို့ကြည်ချင်းကိုများစွာဝမ်းမြောက်ကျေနပ်နေမှာဖြစ်တော်လေယခုအလုတ်ပေးမှာမဟုတ်ပဲ တမင်နှင်းဆဲနေခြင်းခံရတဲ့ကဲ့သို့စိတ်ထဲတွင် အောင်းမေ့မိလေတယ်။ဘဲနဲ့လေစတီးရိုက်ယူထားမလားလို့ဥပညာကမေးလေတယ်။မလိုဘူးဦးလေးသူ့ကိုပဲရွေးလိုက်ပြီလို့ပြောလိုက်ရာမမျော်လင့်သောစကားကိုကြားရသဖြင့်ခင်ကြီးမှအံ့အားသင့်၍သွားလေတယ်။ထို့နောက်မှရွှင်ပြသော အရေးအယောင်များထွက်လာလေတယ်။ထို့နောက်ချစ်ထွန်းဟာခင်ကြီးဘက်သို့လှည့်ကာမခင်ကြီးတနင်္လာနေ့ကစပြီးအလုပ်ဝင်ရလိမ့်မယ်လို့ပြောလေတယ်။ခင်ကြီးမှာ ဝမ်းသာခြင်းဖြင့်စကားမပြောနိုင်လောက်အောင်ရှိလေတော့တယ်ပြောစရာရှိတာပြောကြအောင်ပြီးတော့မခင်ကြီးရဲ့လကအကြောင်းပြောရအောင်ဦးလေးအခန်းကိုလာခဲ့ပါအောင်လို့ဆို၍ဦးပညာဟာမိမိရဲ့အခန်းသို့ပြန်၍သွားလေတယ်ဦးပညာထွက်သွားပြီးတကားပြန်၍စေ့သည့်အခါကျမှခင်ကြီးမှာစကားပြောနိုင်လာတဲ့ကဲ့သို့ရှိလေတယ်ကိုချစ်ထွန်းစောစောကဖြစ်ခဲ့တာတွေကျမအများကြီးပဲဝမ်းနေပါတယ်အခုလိုဖြစ်ခဲ့တာတော့ကျမအပေါ်မှာ စိတ်မနာပဲရှိတာကိုသိရတဲ့အတွက်ကိုချစ်ထွန်းရဲ့စိတ်ဓာတ်ကိုကျမအများကြီးပဲချီးမွမ်းမိပါတယ်။ကျမကိုမိအထားပေါ်ကလိမ့်မကြအောင်ကယ်လိုက်တာကျမကျေးဇူးတင်စရာပါပဲ။ဒါပေမဲ့ကျမမှာဒီအလုပ်ရဖို့အလုပ်ချင်းတဲ့အချိန်အမိရောက်ဖို့အရေးကြီးနေတဲ့အတွက်ဒါဒီကအဖြစ်ပါပဲ။မခင်ကြီးစိတ်ညစ်နေတဲ့အထက်ကဒီကတရေတဲ့ရေနေတာဆိုတော့ဒေါသဖြစ်မှာပဲ။ဒါပေမဲ့ရည်တတ်တာဟာ ဓိကဝါဒနာဖြစ်နေတော့မတက်နိုင်ဘူးကိုကိုကိုတတ်သေးတော့မယ့်အတိုင်းယထာဘောပြေးတက် မော်တော်ကားခိုးပြေးလမ်းမှာကားပြက်ရ နောက်ဆုံးကျုပ်တို့ဒီမှာလာပြီးတွေ့ရပြန်တယ်ဆိုတာချစ်ထွန်းဟာ စကားကိုပင်အဆုံးမသတ်ပဲနှစ်ချိုက်စွာရည်လေးရာခင်ကြီးမှလည်းဟန်လို့မနေနိုင်တော့ပဲရီမောမိလေတယ်ရီမောချင်းဟာတအူးနဲ့တအူးခင်မင်းရင်းနှီးချင်းကိုအစပြုချီနှောင်သောအရာတစ်ခုဖြစ်လေရာ ရီမောတံများရက်စဲကြတဲ့အခါတွင်ခင်ကြည့်ရင်ထဲ၌ရခင်ကဒေါသကိန်းအောင်နေသောနေရာများတွင်ချစ်ခင်သောစိတ်ဟာနေရာလူ၍ဝင်ရောက်ကိန်းအောင်နေလေတော့တယ်။ကျမဝင်လာလာချင်းကိုချစ်ထွန်းဖြစ်နေတာကိုတွေ့ရတော့တက်ပြီးသွားတော့မလို့ဖြစ်နေတာပဲ။လောကမှာဒီလိုတိုက်ဆိုင်တာမျိုးတစ်ခါမှဒါတိုက်ဆိုင်တာမဟုတ်ပါဘူး။မခင်ကြီးဟာဘသူလဲဆိုတာအစကတည်းကသိနေပါတယ်။ခင်ကြီးအံ့အားသင့်လျက် ရှင်လို့ဆိုမိလေတယ်မင်းသမီးအလောက်လျှောက်လွားတွေဓာတ်ပုံတွေရွေးခိုင်းလို့ဒီကကိုတိုင်ဓာတ်ပုံတွေကိုကြည့်နေရတာမို့မက်ခင်ကြီးကိုဓာတ်ပုံထဲမှာမြင်ရဘူးနေပြီဖြစ်တဲ့အပြင်ဒီနေ့မက်ခင်ကြီးလာတယ်ဆိုတာလဲသိနေရတဲ့အတွက်မနက်စောစောက အင်းစိန်ကိုကိစ္စတစ်ခုနဲ့တွားရင်မက်ခင်ကြီးကို တွေ့ရလို့တွေ့ရညာဘူဒာယုံကို လာပြီးရှာတာပဲတကယ်လို့ဒီကကားနဲ့ရန်ကုန်လိုက်မယ်ဆိုရင်လဲခေါ်ခဲ့မလို့ပါပဲ။ "No, ကျမနဲ့တွေ့တော့ဒီလိုဘာပြုတ်လို့မပြောသလဲ။အိုးပြောဖို့အချိန်မှမရပဲ။ဘူရာယုံနဲ့လေမုန်တိုင်းဝေ့တယ်လို့ပြေးဝင်လာပြီးဒီကပြောမယ်ကြံမြန်တော့လေ။အော်ဟုတ်တယ်ဟုတ်တယ်။ကိုချစ်ထွန်းတစ်ခါနှစ်ခါပြောမလို့လှုပ်သားပဲ။ကျမကနားမထောင်ပဲစိုးအတင်းရှောင်ခဲ့တာပဲလို့ဆိုပြီးနောက်ကျမတိတ်ဝမ်းသာတာပဲ။တစ်ခါမှမသိဘူးတဲ့မိန်းကလေးတယောက်ပေါ်အခုလိုကူညီလိုတဲ့စိတ်ရှိတယ်လို့သိရတာဝမ်းသာစရာကြီးပဲလို့ဆိုလေတယ်။ မခင်ကြီးကတော့မသိဘူးထင်ပေမဲ့ဒီကတော့ဓာတ်ပုံမြင်ရကလေးကရှေးကတိခဲ့ရတာနဲ့မချားတဲ့အပြင် လူချင်းလဲအလောက်ကိစ္စနဲ့မဆိုင်ပဲတိတ်ပြီးအတိအကျွမ်းဖြစ်ချင်မိတာပဲအခုကျမကိုတွေ့ရပြီးတော့ဒီစိတ်မရှိတော့ဘူးဆိုတော့ဒီထက်တိုးလာတဲ့အပြင် အနာကတော့မခွာချင်တော့ဘူးလို့ပြောလိုက်ရာခင်ကြီးဟာရှက်တဲ့အမူအရာဖြင့်ခေါင်းကလေးကိုငုံသွားပြီးနောက်မျက်လုံးကလေးကိုလှန်ကပြုံး၍ကြည့်ပြီးရင် မချိုမချင်းမျက်နာကလေးလှုပ်၍နေလိုက်လေတည်းအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်